ဟယ်လိုမင်္ဂလာပါကျွန်တော်နာမည်ကိုဝိုင်းခေါ်ပါတယ်ရေကြီးတတလုံးပြုပြင်တဲ့အခါကျွန်တော်တို့ရေကြီးတတလုံးဘာလို့ဒီကွန်ပရက်ဆာလောင်သွားရတာလဲဆိုတော့ကျွန်တော်တို့အရေးကြီးတဲ့တက်ကက်ကတော့ကျွန်တော်တို့ overload ဖြစ်ပါတယ် overload ဆိုတာကျွန်တော်ရဲ့ဒီရေကြီးတတ power short ဖြစ်တဲ့အခါဒါမှမဟုတ်ကျွန်တော် pipeline ပိုက်တဲ့အခါဒါမှမဟုတ် compressor ပူတဲ့အခါဒါမှမဟုတ် gas ထိတဲ့များသွားတဲ့အခါအမားယွင်းတစ်ခုခုလောက်သွားတဲ့အခါကျွန်တော်တို့ကဒီ overload ဆိုတာအဖြတ်တောက်လေ လုတ်ပေးမှာဖြစ်ပါတယ်ပြောချင်တာက overload ရဲ့အနောက်မှာကျွန်တော်တို့ဒီမှာရေးပေးထားတဲ့1.5ဒါမှမဟုတ်ကျွန်တော်တို့1.6အဲ့လိုမျိုးရေးပေးထားတယ်ဒါမှမဟုတ်ကျွန်တော်တို့1.4ရေးပေးထားတယ်ဒါမှမဟုတ်ကျွန်တော်တို့1.3ရေးပေးထားတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာပြောချင်တဲ့ဟာညီတို့ပြောချင်တာက1.2ဆိုတာကတော့ကျွန်တော်တို့ဒီမှာ380 9ဝက်ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ ဒီသဘောတရားကိုကျွန်တော်နားလည်ဖို့လိုတာဖြစ်ပါတယ်1/3ကတော့145ဝက်ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်တကယ်လို့145ဝက်မှာ1/3တာမှာခက်ခဲဘူးဆိုရင်ကွန်ပရက်ဆာခဏခဏထိုးရတာတယ်ကွန်ပရက်ဆာလောင်သွားတာတယ်ဒါတွေဖြစ်နိုင်ပါတယ်ကျွန်တော်တို့เนาะဒါဆို1/4ဆိုတာကတော့180ဝက်ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်ဒါဆိုရင်130 130ဝက်နေရာမှာ180ဝက်နေရာမှာကျွန်တော်1/4ကိုထည့်ရမှာဖြစ်တယ် ဝမ်မိုက်ဖိုးကိုမထိပေးနဲ့တခြား overload တွေထိခဲ့တဲ့အခါကျွန်တော်တို့က overload ဒီ compressor ပူပြီးဆက်ထိုးရတာဖြစ်နိုင်တယ်ဒါမှမဟုတ်စက္ကနခဏထိုးရနေတာဖြစ်နိုင်ပါတယ်မရှိရောအင်္ဂါရေကလေးတာဒီအေးမှာမဟုတ်ပါဘူးနော်ဒါဆိုရင်ကျွန်တော်ညင်တို့ပြုပြင်တဲ့အခါလေးကျွန်တော်တို့အရေးကြီးတာကဒီ overload ကြောင့်ကောင်းနားလေဖို့လိုပါတယ်1.5ဆိုတာက150 watt ကိုအသုံးပြုပေးရမယ် 150ဝတ်နေရာမှာ1.5ပေါ်တာကျွန်တော်တို့မသုံးခဲ့ဘူးဆိုရင်ဒီကွန်ပရက်ဆာခဏခဏထိုးရတာတယ်ဘူးတာတယ်ကွန်ပရက်ဆာလောင်တာတယ်ဖြစ်နိုင်ပါတယ်ဒါဆိုရင်ဒီနေရာမှာ1.6ကတော့125ဝတ်ကိုအသုံးပြုပေးရမယ်1.7ကတော့ကျွန်တော်တို့105ဝတ်ကိုအသုံးပြုပေးရမယ်130နာပေါ့ပြောချင်တာကတော့နော်1.8ဆိုတာ65ဝက်ကိုအသုံးပြုပေးရမယ်85ဝက်ကိုအသုံးပြုလို့ရတယ်ဒါက ညီတို့ကဒီသင်ငန်းစာကိုလေးလာတဲ့အခါဒီဗီဒီယိုဖိုင်ကိုအသေးစားလေးစစ်ထားပါကျွန်တော်တို့ online ကပဲ online ကလေးလာတာပဲဖြစ်ဖြစ်အပြင်သင်တန်းတက်ပြီးသွားလို့သင်တန်းပြီးဆုံးသွားလို့ online ကလေးလာတာပဲဖြစ်ဖြစ်အပြင်သင်တန်းကိုတက်ရောက်တာပဲဖြစ်ဖြစ် YouTube ကကြင့်နေတာပဲဖြစ်ဖြစ် Facebook ကကြင့်နေတာပဲဖြစ်ဖြစ်ပေါ့နော်ဒီဗီဒီယိုဖိုင်ကညီတို့အတွက်ဖြစ်စေဒါမှမဟုတ်ကျွန်တော်မိုက်ဆွေတို့အတွက်ဖြစ်စေအကျိုးတက်ရောက်မှုရှိမှာဖြစ်ပါတယ်အဲ့တော့ ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုစိတ်ဝင်စားလို့ကျွန်တော်ရဲ့သင်ကြားမှုကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ကိုဝန်လိုင်းအသက်မဝမ်းကြောင်းသင်တန်းနော်အဲကွမ်ရေကေတတာရေကေဆက်အဝတ်ရှိုဆက်အင်ပါတာမင်းရမျက်ဆက်အိမ်မင်းလိုင်းတွေ့တန်းချင်းသင်တန်းကိုတက်ရောက်လိုပါကကျွန်တော်ရဲ့ဖုန်းနံပါတ်သူများကို6513638ကိုဆက်သွယ်ပြီးစည်ရင်ပေးရနိုင်တာစည်ရင်ပေးနိုင်ပါတယ် အဲ့တော့ဒီ6လပိုင်း9ရက်နေမှာလဲကျွန်တော်တို့တင်တန်းအပတ်ဆိုင်80ရှစ်တန်တန်ရှိတာဖြစ်ပါတယ်ကျွန်တော်တို့မိုက်ဆွေရောနေနဲ့ကိုပိုင်အသက်မောင်းအကြောင်းတစ်ခုနဲ့ရက်တည်ခြင်းနဲ့ကိုပိုင်အသက်မောင်းအကြောင်းပညာရဲ့တစ်ခုလေးလာတင်ယူပြီးကိုယ့်ရဲ့မွေးရဲ့ဇာတိနေရာမှာတပိုင်တနိုင်ကိုယ့်ရဲ့မိန်းသားစုနဲ့အတူတူလောက်ကန်စားတော့ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ကိုဝဲလိုင်းအသက်မောင်းအကြောင်းတင်တန်းကိုရအောင်ကြွိုင်းပါအားလုံးကိုကျေးဇူးတင်ပါတယ် လာအခြေအနေမျိုးလဲဟင်